။ Daily Daily New ပြည်သက်တွေအတွက်သတင်းလေးသုံးပုဒ်နဲ့ဖော်ပြပေးကြပါရှင်။အခုပထမဦးဆုံးသတင်းလေးတစ်ပုဒ်အနေနဲ့ဖော်ပြပေးချင်တာကတော့ Skin Care ရဲ့မိခင်ကြီးဖြစ်တဲ့ဝင်းမင်းတက်မှသူရဲ့ခီးမထွက်တာကြာပြီဖြစ်တဲ့9နှစ်တာကာလအတွင်းမှာတော့ကျောပေါ်အိတ်တလုံးကိုဂိုင်ပြီးခီးထွက်ခဲ့ပါပြီ။ဒီခီးကစင်မှာဆိုရင်တော့လီဒီဂါဂါရဲ့ပွဲကိုလည်းတွားရောက်ကြည့်ရှုခဲ့တယ်လို့သူမရဲ့ဆိုရှယ်မီဒီယာမှာရေးသားလာခဲ့တာပဲဖြစ်ပါတယ်ရှင်။ ဒုတိယသတင်းတပုတ်အနေနဲ့ဖော်ပြပေးချင်တာကတော့ Fortune TV မှာမကြခင်ပြသတော့မဲ့ The Raincoat မိုးကဇလန်းတွဲကိုပြသဖို့အတွက်အချိန်900ပဲလိုပါတော့တယ်ဆိုတဲ့အကြောင်းနဲ့ဒီဇလန်းနဲ့ပတ်သက်ပြီးတော့သိမ့်ဝင်စားဖွဲ့ရကောင်းတဲ့ငင်းတော်ရဲ့ poster လေးတွေကိုလည်းတွေ့မြင်ရမှာပဲဖြစ်ပါတယ်ရှင်။တတိယသတင်းတပုတ်အနေနဲ့ဖော်ပြပေးချင်တာကတော့အဆိုတော်တရားနန်းထိုင်မှာသူ့ရဲ့တချင်းနေမလောက်တာကြာပြီဖြစ်တဲ့အတွက်တချင်းနေကိုလှည့်မကြည့်ပဲပြစ်မိတာပြစ်ထားမိတယ်လို့ဖြစ်တဲ့အတွက် ။နောက်မှမှလည်းဆိုတဲ့အကြောင်းနဲ့တချင်းဒီဘက်ကိုလှည့်တော့မယ်ဆိုတဲ့အကြောင်းရွှေကြော်လုံးနေတဲ့ကာလအတွင်းမှာတချင်းမျိုးဖတ်နိုင်ခဲ့တဲ့အကြောင်းကိုရေးတက်လာခဲ့တာပဲဖြစ်ပါတယ်။ကျေးရတဲ့ AIP ပြည်သက်ကြီးမိင်္ဂလာပါရှင်ဒီအစီအစဉ်တက်လေးမှာဆိုလို့ရှိရင်တော့ social media မှာလူပညာရှင်တွေရဲ့ပုံ post တွေသူတို့ရဲ့လူပညာလှူရှာမှုပုံရိပ်တွေနဲ့ပွဲပွင့်ရေးအခမ်းအနားတွေကိုအတူတူတင်ဆက်ပြသပေးသွားမယ့်အစီအစဉ်တက်လေးပဲဖြစ်ပါရဲ့ရှင်ပထမအဦးဆုံး ပြပြပေးခြင်းတဲ့တင်လေးကတော့ the raincoat ဆိုတဲ့စကားလေးပါဒီစကားလေးကဘလောက်ထိထူးထပ်မှုတွေရှိမလဲလှုပ်ဝက်ဆန်းတဲ့မှုတွေရှိမလဲငိမ့်တော်ကိုဘယ်လိုပုံစံနည်းနဲ့မြင်ရမလဲဆိုတာကိုတော့ opportunity ပြီးမှသွားရောက်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါတယ်ဒီစကားလေးမှာဆိုရင်တော့ငိမ့်တော်ဟန်နာမင်းဟိန်ဖွင့်နေဒီမှာမင်းသူရဲမွန်နဲ့ခြားသောအနုပညာရှင်မောင်မြတ်စွာပါဝင်တိုးဆောင်ထားတယ်လို့သိရှိရပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ဖော်ပြပေးချင်တာကတော့ ဝင်းမင်းတက်မှာခီးမသွားရလဲငါးနှစ်ကျော်ပါပြီအခုတော့ကြောဖွဲ့ရဲ့တလုံးနဲ့ခီးထွက်တက်ခဲ့ပြီစပြမုတ်လေးကို stick lock 8နှစ်ထဲကတနေကုန်ဝတ်ထားတာကိုညလျှောမနဲ့ပြောင်းဝက်မြစ်တာတုတ်ထဲကအပိုက်ကလေးကိုအပြက်အပြက်လှန်လှန်သုံးတပြီးတော့နေပါတယ်တင်းတင်းရောင်ရဲပြီးအလို့ရှုပ်ဖို့မလိုတာတွေအတွက်အချိန်ကုန်ခံတော့ပဲခီးထွက်ရင်းနဲ့တော့ဆေးဆေးရပါမယ် ခက်စိတ်ကူတောင်းမှုတွေလည်းမရှိပါစေနဲ့ဆူတောင်းတယ်လို့ရေးသားလာခဲ့တာပဲဖြစ်ပါတယ်။တကယ်လို့ရှိခဲ့ရင်လည်းရင်ဆိုင်ရုံပါပဲလို့လည်းထပ်ထပ်မှတ်ပြီးရေးသားခဲ့ပါတယ်။အရာရာမတည်မြဲတဲ့တရားသဘောကကိုရီးလွတ်တဲ့ညီပေါင်းစုံနဲ့ပြသလာတဲ့အတွက်ကိုလည်းစိတ်ပေါ်ပါအောင်ပုံဝင်ခြင်းမှလည်းကိုကြောင့်စိတ်အနှောင့်အယှက်မရှိဘဲနဲ့နေနိုင်အောင်ဘဝခရီးကိုကိုယ့်ဝင်ကိုထမ်းပိုးပြီးတော့ရုန်းကန်နေပါတယ်ဆိုတဲ့အကြောင်းကိုလည်းရှင်းသားခဲ့တာပါ။ဒါအပြင်မင်းညကတော့တသက်တာမှာတစ်ခါမှမကြည့်ဘူးလေကိုယ်နဲ့တကူကိုသွားလိုက်ပါတယ် မြင်များတဲ့နေရာရင်ဆိုမတိုက်ပေမဲ့ပွဲတွေကိုရှောင်တဲ့တင်ဆိုပေမဲ့လည်းပျော်လဲမပျော်တတ်ခဲ့ပါဘူးဒါပေမဲ့ဒီတစ်ခါမှာတော့လေဒီဂါဂါပွဲမှလို့ကြအောင်ကြည့်လိုက်ပါတယ်တန်ပါတယ်သူ့အမှုပညာနဲ့သူ့ဖြစ်ပေမှုတွေကတော့ကြည့်ရသူစိတ်သိမှွေးခြင်းထားလိုက်ပါတယ်ကပါကြော်လာလေသူ့အကြောင်းတရားပါလာတာကိုလို့ရေးသားခဲ့တာပါ အခုနောက်ဆုံးတစ်နည်းတစ်ပုံနည်းနဲ့ဖော်ပြပေးချင်တာကတော့တရုတ်ဆောင်ဖြစ်ကောဆိုတော့ဖြစ်ပါမြင်တွေ့ရတယ်တရားနတ်ထိုင်မှာသူ့ရဲ့တချင်းတန်ကြွကြွလေးကြီးနဲ့ချစ်စရာကောင်းတဲ့အမလေးတယောက်တချင်းနေမထွက်တော့လာဘူးလားလို့မင်းနေတဲ့ပြိတ္တတွေအတွက် ကမ်ဖတ်အနေနဲ့တချင်းလေးတွေပြန်လုပ်မယ်ဆိုတဲ့အကြောင်းတချင်းလေးတွေဘက်ကိုလှမ်းမကြည့်ပဲပြထားမိရတဲ့အတွက်တောင်းပန်ပါရဲ့ဆိုတဲ့အကြောင်းကိုပုံလေးတင်ပြီးရေးသားလာခဲ့တာပဲဖြစ်ပါတယ်။ဒီတော့တရားနန်းထိုက်တဲ့ဘလို့တချင်းလေးတွေဘလို့အကြောင်းအရာလေးတွေကိုတချင်းအနေနဲ့ထွက်ရှိလာမလဲဆိုတာကိုတော့စောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်ရှင်။ AAPX Vision မှာအမှုပညာရှင်များရဲ့စိတ်ဝင်စားဖွယ်ရာတရင်းအကြောင်းအရာများနဲ့အခြားသောအစီအစဉ်ကောင်းများစွာကိုတင်ဆက်ပေးနေတာဖြစ်လို့ Follow လုပ်တာပြီးစိတ်ပတ်သေးထားပေးပါဦးနော်။